အမေရိကမှာအိမ်ဝယ်တယ်နော်အိမ်ဝယ်တယ်ဟာဒေါ်လာဘယ်နှတန်းတန်းအိမ်ဝယ်လိုက်တယ်โอเคမသိတဲ့လူတွေကမြန်မာပြည်ကလူတွေကမသိလို့အကျွေးစနစ်ကိုမသိလို့ပြောတယ်ဆိုခံစားသေးတယ်နော် US က US မှာနေတာဖိမွေးဖြူနေတဲ့ဂူရူကြီးများကျွန်မကျွန်မမျက်နှာအမြင်အခုဒီလိုပဲဒီလိုရုပ်ပဲဘာဖြစ်လဲသိလားရင်းနေတာထိုင်ရင်းနေတာနော်အဲ့လိုလူတွေနဲ့ရှေ့ဆက်နိုင်ရပါစီလို့နော်အဲ့လိုလူတွေနဲ့ ဒီဒေါ်လာရေးကြီးအောင်မြင်ပါစေပေါ့နော်ဒီဒေါ်လာရေးအောင်မြင်ပါစေအဲ့လိုစိတ်ဓာတ်တွေငွေးမြူပြီးတော့နော်အဲ့လိုစိတ်ဓာတ်တွေနဲ့အချင်းချင်း group တွေဖွဲ့ကြ group တွေဖွဲ့ကြပြောမရင်ဒါတွေပြောရင်ဒေါ်တွေပါမယ်ပေါ့နော်မပြောပါဘူးအဲ့လိုမျိုးစိတ်ဓာတ်တွေနဲ့ဒီဒေါ်လာရေးအောင်မြင်ဖို့အတွက်ကျမတို့တက်နိုင်ရနေတာစူးစမ်းနေမှာပဲနော်ဒါမဲ့ဒါကကိုတယောက်တည်းလုံးဆောင်လို့ရတဲ့ကိစ္စမဟုတ်ဘူးလေဟုတ်တယ်မလားအဲ့တော့ပြုံပြုံလေးပေါ့နော်ပြုံပြုံလေးပေါ့ကျမတို့ပြုံပြုံလေးပါလေအဲ့တော့ တလင်ကြီးမှာဒီလိုပဲဆက်လာကြအောင်ပါပန်ဆယ်လိုကိစ္စပြီးသွားလို့ရှိရင်ပန်ဆယ်လိုတလင်ကြီးကိုငွေရှာမပေးတော့ဘူးဆိုရင်တလင်ကြီးကိုငွေရှာပေးနေတဲ့နောက်ထပ်တစ်ယောက်ကဘသူလဲအဲ့လူစီရောက်လာလိမ့်မယ်အဲ့လူကတလင်ကြီးကိုငွေရှာမပေးတော့ဘူးဆိုလို့ရှိရင်နောက်ထပ် တလင်ကြီးကိုငွေရှာပေးနေတာဘသူလဲအဲ့လူစီထပ်ရောက်လာလိမ့်မယ်နော်ငါအနေထိုင်မထက်အောင်နင့်ပြဲပြနေလို့လားဟမ်ငါအနေထိုင်မထက်အောင်နင့်ပြဲပြနေလို့လားဆိုင်တာလိုပါရဲ့နော်ဆိုင်တာလိုရဲ့ င်းတို့လောက်ကငါရှစ်ခေါက်ချိုးပြီးအကောက်အကက်ထဲထဲထားလို့ရတယ်။တရင်နိုးထပြောရင်တော့လည်းတို့ထရိုင်းတယ်။ကျွန်တော်တို့ထရိုင်းအောင်ပြောနိုင်တယ်။အဲ့တော့ဒီမှာပြောချင်တာကတော့အမ်တစ်ခုပြီးတစ်ခုတယောက်ပြီးတယောက်လာမှာပဲ။တည်မလား။တယောက်ပြီးတယောက်လာမှာ။ဒီတယောက်ပြီးသွားလို့ရှိရင်တော်လိုင်းကြီးမှာနောက်ထပ်ငွေရှာပေးနေရဘူးလေ။အဲ့တယောက်တိုက်ခိုင်းမှာပဲ။အဲ့တယောက်မရှိတော့ရင်နောက်ထပ်တော်လိုင်းကြီးမှာငွေရှာပေးနေရဘူးလေ။အဲ့တယောက်ကိုတိုက်ခိုင်းမှာပဲ။အဲ့တော့အဲ့ဒါကစိတ်ဆိုးစရာလားဆိုစိတ်မဆိုးပါဘူး။အဲ့ဒါကြတော့တို့ကတို့အလုပ်တို့လုပ်နေတာ။ကျမတို့ဘက်ကသူတွေကကိုယ့်အလုပ်ကိုမလုပ်ကြတာ။နော်။ ကျမတို့ဘက်ကလူတွေကကိုယ့်အလုပ်ကိုကိုမလုပ်ကြတာကိုယ့်အလုပ်ကိုမလုပ်ဘဲနဲ့အာငါတို့ဒေါ်လာကြီးပသားချင်းဆိုတဲ့စိတ်မျိုးဒီဒေါ်လာကြီးမှာဘယ်လိုခံစားချက်တွေနဲ့လုံနေတယ်ဆိုတဲ့ကိုခံစားချက်ကိုကိုမြင်အောင်ကြည့်ကိုခံစားချက်ငါတော်မှဒီလိုခံစားရတယ်ဒီလိုနိုင်ခြင်းသူတို့လူလူတွေကလည်းနိုင်ကျင်ပါပဲသူတို့လူတွေကလည်းသူတို့စွမ်းတလောက်ကြိုးစားနေကြမှာပဲဆိုတာမျိုးမယုံကြည်ပဲနဲ့တစ်ဖက်ကတွေးထိုးတိုင်းမှာဟုတ်ဟုတ်မှာပေါ့ तू ကအဲ့လိုမျိုးဖြစ်မှာပေါ့ဆိုတဲ့အဲ့လိုလူမျိုးတွေကြောင့်အဲ့လိုလူမျိုးတွေကြောင့် ကျမနားလိုက်တာအိတာအဲ့အခုကျမ fan raising ကိစ္စရတယ်အပီးတိုင်နားသွားတာကနော်တက်တယ်ပဲဒီနေရာမှာနည်းနည်းလေး fee ဖြစ်လာလို့ပြောလိုက်မယ်နော်မပြောတော့ဘူးလို့နေတာတိုက်ခိုက်ကြတဲ့ကောင်တွေကြောင့်မဟုတ်တိုက်ခိုက်ကြတဲ့ကောင်တွေကြောင့်ရက်လိုက်တာမဟုတ် fan raising ကိစ္စရတယ်ကျမဒေါ်လာကြီးကနားသွားမှာမဟုတ်ဘူးနော်ဆက်ရှိနေမှာနော်ဒေါ်လာကြီးကိစ္စရတယ်ကျမတက်နိုင်တာတယ်ကျမလိုအပ်တာတွေလုပ်သမျှတွေကျမလုပ်နိုင်တာမှန်သမျှလုပ်နိုင်နေရင်ကလုပ်နေဦးမှာဒေါ်လာကြီးကလုံးဝနားသွားမှာမဟုတ်ဘူးဒါမဲ့ဒေါ်လာကြီးမှာကျမရဲ့ ကျမအတက်နိုင်ဆုံးကျမအတက်ဆုံးပေါ့နော်ကျမအအောင်မြင်ဆုံးဆောင်ရွက်နိုင်ခဲ့တဲ့အရေးချင်းကိုကျမရက်လိုက်တာအဲ့ဒါဘာကြောင့်လဲဆိုတော့တိုက်ခိုက်ကြတဲ့ကောင်ကြီးချောင်းလို့တချို့ကထင်ကြနေမယ်မဟုတ်ဘူးတိုက်ခိုက်ကြတဲ့ကောင်ကြီးကြောင့်မဟုတ်ဘူးအဲ့ကောင်ကြီးကသူတို့လှုပ်သူတို့လှုပ်တာသူတို့လှုပ်သူတို့လှုပ်တာတော့စိတ်မဆိုးဘူးဘာဖြစ်လို့လဲဆိုတော့သူတို့ကကျမတို့ကိုဝင်တိုက်ခိုက်လို့ရှိရင်သူတို့စကွဲတပြီပိုးလေးရမယ်နော်အဲ့လိုမျိုးအဲ့လိုမျိုးကောင်းစားတယ်ကျမဘာကြောင့်နားလိုက်တာလဲဆိုတော့အဲ့ကိုဘက်ကပြီးပြီးတော့တော်လန်ကြီးဘတ်သားပါတော်လန်ကြီးကတည်းကလူတွေပါလို့ပြောပြီးတော့တော်လန်ကြီးတွေကလူအချင်းချင်း ငါတို့အချင်းချင်းဆိုရစိတ်ကိုမထားနိုင်တဲ့လူတွေကြောင့်နော်ငါတို့ကတော်လိုင်းကြီးအောင်ကျင်တယ်သူကတော့အောင်ကျင်မှာမဟုတ်ဘူးလို့တွေးပြီးတော့နော်သူကတော့အဲ့လိုဖြစ်မှာပေါ့သူကတော့အဲ့လိုမျိုးစိတ်ရှိမှာပေါ့သူကဒါကြောင့်ဒီလိုဖြစ်လာတာနေမေဆိုတဲ့နော်အဲ့လိုမျိုးအလကားရတဲ့ထင်မြင်ယူဆချက်တွေနဲ့ကိုယ့်ရဲ့အုံနောက်ကိုမတုံးမဲနဲ့တွေးခွဲတိုင်းပါထက်တဲ့နော်လီနီယာရင်းတဲ့တဲ့ကောင်လေးကြောင့်အဲ့လိုလူတွေကိုစိတ်ကုန်လို့ရလိုက်တာကျမဘယ်တော့မှရန်သူပဲချောင်းမကြည့်ရန်သူစိတ်ဝင်စားရန်သူကရန်သူလို့လုံးမှာပဲ ရန်သူကရန်သူအလုပ်ကိုလုပ်မှာပဲဆက်လက်လုပ်အောင်မှာနော်ဆက်လက်လုပ်အောင်မှာအခုပန်းစစ်တို့တော်လင်ကြီးမှာရန်ငွေရှာတဲ့ကိစ္စတွေရက်သွားပြီပြန်နှားလိုက်ပြီဆိုလို့ရှင်နောက်ထပ်ငွေတော်လင်ကြီးငွေရှာပေးနေတဲ့သူကိုရှာပြီးတိုက်ခိုက်လိမ့်မယ်နော်ဘယ်နဲ့ရက်မှတော့မကြောက်အခုထပ်လာပြီနော်အဲ့တော့ဒါကကျမကကောင်းပါတယ်ဒါကိုကောင်းနေကြိုက်တယ်လို့ပြောနေရမှာမဟုတ်ဘူးဒီလိုမျိုးဝါဒဖြန့်ချိမှုတွေလည်းကျမဘာသာတတ်နိုင်သမျှတုံ့ပြန်သွားအောင်မှာနော်တတ်နိုင်သမျှပြန်ပြီးတော့တံပြန်သွားအောင်မှာပဲ ဒါပေမဲ့ဘာကြောင့်ဒီလိုကိစ္စရက်တွေကိုစိတ်ပြက်ပြီးနားလိုက်တာလဲဆိုတော့နော်ရမုံငွေရှာတဲ့ကိစ္စရက်ကိုဘာလို့နားလိုက်တာလဲဆိုတော့ရန်သူကြောင့်မဟုတ်ဘူးကိုဘက်ကအဲ့လိုမျိုးသွေးခွဲရလွယ်တဲ့လူတွေကြောင့်သွေးခွဲရလွယ်တဲ့လူတွေရဲ့စော်ကားတဲ့ဇကားတွေကြောင့်နော်ကျွန်တော်တို့ကျွန်တော်တို့ဘယ်တော့မှအဆုံးမမှတ်မိနေမှာကဇကားတခွန်းရှိတယ်ပေါ့နော်ကျွန်တော်တို့အဆုံးမမှတ်မိနေမှာကရန်သူရဲ့ဟာတိုက်တန်နေမဟုတ်ဘူးနော်ကိုဘက်ကပါဆိုတဲ့လူတွေရဲ့နှုတ်ဆက်နေနိုင်မှုပဲအဲ့တော့ကျွန်မဘက်ကလည်းအခုကနှုတ်ဆက်နေတဲ့လူတွေကိုပြစ်မပြောပါဘူး အပြစ်လည်းမပြောတယ်လို့အပြစ်လည်းမမြင်ဘူးကျမဒီ fundraising လုပ်ငန်းတွေနားလိုက်ပြီဆိုတော့တချို့ကပြောကြတယ်အာဟိုလူကြောင့်အညူကြီးကြောင့်အာဟိုဆယ်လီတွေကြောင့်ဒီဆယ်လီတွေကြောင့်ဟိုဆယ်လီတွေဝင်မကပေးလို့ဒီဆယ်လီတွေဝင်မကပေးလို့မဟုတ်ပါဘူးမဟုတ်ပါဘူးကျမဘာကြောင့်တကယ်နားလိုက်တာလဲဆိုတော့အဲ့ဒီကိုဖက်ကပါဆိုတဲ့ကိုဖက်ကပါလို့ခံယူထားပြီးတော့ကိုဖက်ကပါဆိုတဲ့စိတ်ကိုမထားနိုင်ဘဲနဲ့သူများသွေးထိုးတိုင်းပါတတ်တဲ့လူတွေကြောင့်သူများသွေးထိုးတိုင်းယုံတတ်တဲ့သူတွေကြောင့်ကိုရဲ့ပင်ကို mystery ရစိတ်ကိုနော်အလိုစိတ်အလိုလိုက်ပြီးတော့ဒေါ်လာကြီးကိုသိနေပန်းကြတဲ့ကောင်းကြီးကြောင့် အဲ့ဒါကြောင့်အဲ့တော့ထားလိုက်ပါဒါအခုအခုကျွန်မတရားတည်ပြီးတော့ပြောခဲ့ပါမယ်စခဏနေလက်စာနဲ့ရေးဦးမှာဘာလဲသိလားရန်သူကရန်သူပြပိသားသားလောက်ကြလိမ့်မယ်ရန်သူပြပိသားသားဆက်သွားကြပါလိမ့်မယ်ကိုဘကလူတွေကအဲ့လိုဆောက်ပေါလုံနေတဲ့ရွေးတော့တော်လိုင်းကြီးမှာနော်လှုပ်ဆောင်နေတဲ့သူတွေအဲ့လိုတယောက်ပြီးတယောက်ပဲ့ကုန်ကြမှာပဲလူတွေရဲ့ခန္ဓာရည်ဆိုတာ limit ရှိတယ်နော်လူတွေကလူတွေလူတွေမှာပေါ့နော် limit ရှိတယ် ီးခံတယ်ဆိုတဲ့အရာမှာလည်း limit ရှိတယ်။ဥပိ္ပခပြုတယ်ဆိုတဲ့နေရာမှာလည်း limit ရှိတယ်။အရာအလုံးမှာ limit ရှိတယ်။နော်။တော်လိုင်းကြီးထဲမှာရှေ့ထွက်ပြီးလှုပ်ဆောင်နေတဲ့လူတွေရဲ့အခြေအနေရှေ့ထွက်ပြီးလှုပ်ဆောင်နေရတဲ့လူတွေရဲ့အန္တရာယ်ဒီစောက်ခွက်ကြီးတွေကိုပြပြီးလှုပ်ဆောင်နေရတဲ့သူတွေရဲ့ဖိအားတွေကိုမသိဘဲနဲ့နော်။ရန်သူကသွေးခွဲလိုက်တိုင်းမှာဟုတ်မှာပေါ့ဟုတ်မှာပေါ့ဆိုတဲ့လူစားတွေအဲ့လိုလူစားတွေကြောင့်နောက်ဆုံးတက်တယ်ပဲပြောမယ်နော်စကားကုန်ပြောမယ်ဒီတော်လန်ကြီးမအောင်မြင်ခဲ့လို့ရှင်အဲ့လိုလူစားတွေကြောင့် ိုကိုကိုအဲ့လိုလူသားတွေဖြစ်နေလားလို့ပြန်တွေးကျွန်မအကောင်းဆုံးတောင်းခံခဲ့တယ်ကျွန်မအကောင်းဆုံးရှေ့ဆက်ခဲ့တယ်နော်ကျွန်မအကောင်းဆုံးမိမတယောက်အနေနဲ့ကျွန်မကျွန်မအသက်အရွယ်မိမတယောက်အနေနဲ့တောင်းခံနိုင်တဲ့မြောက်အကောင်းတောင်းခံခဲ့တယ်နော်အဲ့ဒီ limit တွေကိုကျော်ပြီးတော့တောင်းခံခဲ့တယ်ကျွန်မတို့ကျွန်မတယောက်တည်းမဟုတ်ကျွန်မမိသားစုတစုလုံးနော်ကြိုးကြိုးဆန်းဆန်းနဲ့လုပ်ခဲ့တယ်နော်ပြီးတော့ ကြိုးကြိုးဆဆနဲ့တင်းနှိခံပြီးခဲ့တယ်။အဲ့တော့အဲ့လိုလူသားတွေအဲ့လိုမျိုးနေထိုင်အဲ့လိုမျိုးရှစ်ထွက်ပြီးလုံနေကြရတဲ့လူတွေကိုနော်နောက်ကနေပြီးတော့ထင်မြင်ယူဆချက်တစ်ခုတွေနဲ့နော်ကိုယ့်ရဲ့အငုံစိတ်ကိုယ့်ရဲ့ကိုယ့်ဘဝရဲ့မအောင်မြင်မှုတွေနဲ့နော်ငါကတော့ US ရောက်ပြီး220မှာအိမ်ဝင်နိုင်တယ်သူကဘာဖြစ်လို့နှစ်နှစ်အတွင်းမှာဝင်နိုင်ကလေးအဲ့လိုကိုယ့်ရဲ့ mystery ဆိတ်အခံအကြောင်းဖြစ်လာတဲ့အရာတွေမှာတော့ကျမတို့မှာတာဝန်ရှိမနေဘူးเนาะအဲ့တော့ကျမအခုဒီကိစ္စတွေဖြစ်လာတဲ့အခါမှာလေအဲ့လိုပဲတွေ့တယ်ငါလုံးနိုင်တာရဲ့ဘောင်ရဲ့ အဝေးကိုကြော်ပြီးတော့ငါအောင်ကြီးတင်ကြီးခံခဲ့တယ်နော်အားလုံးကိုရှင်းပြခဲ့တယ်ကျမကတော့ပြောတယ်လို့ပဲကျမရှင်းပြရဲဆိုတာဟိုဘက်ကလူတွေအတွက်မဟုတ်ဘူးနော်ဟိုဘက်ကလူတွေအတွက်ကျမအလုပ်လုပ်ခဲ့တာမဟုတ်တယ်လို့ဟိုဘက်ကလူတွေအထင်လွဲမှလည်းနော်စောက်ပြီးကိုနည်းနည်းလေးမှမဆိုင်တာဒါပေမဲ့ကျမစိတ်အနာဆုံးကဘာလဲဆိုတော့ကိုဘက်ကလူတွေပါဆိုပြီးတော့နော်တော်လန်ရေးဘက်ကလူတွေပါတော်လန်ရေးချောင်းပါနော်တော်လန်ရေးတဲ့မှာလှုပ်ရှားနေတဲ့လူတွေပါတော်လန်ရေးကိုဘလို့အောင်မြင်စေချင်တာပါဆိုပြီးတော့ပါဆက်ကအတန်ကောင်းဟစ်နေပြီးတော့နော် ိုဘက်ကတော့မတွေးဘဲနဲ့ကိုယ့်ရဲ့အငုံစိတ်တွေကိုယ့်ရဲ့မြစ်စရိယာစိတ်တွေနဲ့ဆုံးဖြတ်ကြတဲ့အလကားထင်မြင်ယူဆကြတဲ့ကောင်စားတွေကြောင့်နော်ဒီ foundation လုံးဝနေဘူးနောင်သားမရှိတဲ့အထိလုံးပြီးတော့မှနောင်သားမရှိနေတာနောင်သားလုံးဝမကြောက်နောင်သားလေလုံးဝမရလို့ဒါကြောင့်ကျင်ညာတဲ့နေ့ကလေးကဘယ်လိုကောင်းမလဲအဆုံးကြီးဆုံးဖြတ်ချက်ကိုမပြင်ဘူးလို့တခါလေးပြောခဲ့တာကျမလေးအိမ်အောင်ကြတာလုံးသမီးစားဖို့ကအိမ်အောင်သက်ပေါင်းရင်16နှစ်ရှိပြီနော်သမီးစားဖို့ကျမကျမအမျိုးသားတော်မှာလေ သမီးစားဘွားမှာရောအခုအိမ်အောင်သက်စင်နှစ်ကျော်မှာရောတခါမှလေလမယားချင်းစိတ်ဆိုးစိတ်ကောက်လို့အိမ်ဘွားဆင်းသွားတာလို့နော်ကွဲပြီးကွာပြီးလို့ကျွန်တော်ဘယ်တော့မှမပြောခဲ့ကျွန်တော်ပြောတဲ့နေရာလည်းအတီးပဲအဲ့လိုပဲဒီတော်လေးမှလည်းဒီတိုင်းပဲကျွန်မဘယ်တော့မှတော်လေးကြီးကရပ်လိုက်ပါမယ်ဘာဖြစ်မယ်ညာဖြစ်မယ်တခါမှမချင်းချောက်ဘူးနော်ချင်းချောက်စရာလည်းမရှိဘူးဘယ်တော့မှလည်းဘသူ့ကိုမှလည်းအဲ့လိုစကားမျိုးလည်းမပြောခဲ့ဘူးနော် fan reason တွေနားလိုက်ပါမယ်လို့နော် fan reason နေနားလိုက်ပါမယ်လို့လေဘသူဘယ်တော့မှပြောခဲ့တာမြင်ဘူးလို့လေနော်ဘယ်တော့မှပြောခဲ့တာမြင်ဘူးလို့လေဘယ်တော့မှမပြောခဲ့ဘူး ဒါပေမဲ့ကျွန်မပြောတဲ့စကားဒီအတီးပဲနော်အဲ့တော့ဟိုဘယ်လိုကောင်းလဲတမိစားတွေကြားထဲမှာလေတကယ်တင်းရတောင်တစ်ခုခုဆိုညနေငါလည်းပြက်မယ်တော့ပြက်မယ်တော့အဲ့ကျွန်မအချင်မဟုတ်ကျွန်မကပြက်ပြီလို့ပြောရတကယ်ပြက်ပြီပဲအဲ့တော့ဒီတော်လန်ကြီးကိစ္စရက်ဒီမှာလဲ ferrisin ကိစ္စတွေမှာလဲကျွန်မကဘယ်လောက်တိုက်ခိုက်တိုက်ခိုက်ကျွန်မဘက်ကရက်လိုက်ပါတော့မယ်နားလိုက်ပါတော့မယ်လူလိုက်ဆွဲနေအောင်ဘယ်တော့မှမပြေဘူးနော်ဒါပေမဲ့ကျွန်မဆုံးဖြတ်ပြီးတော့နောင်တမရလောက်တဲ့အထိနောင်တရစီရမရှိတဲ့အထိစူးစမ်းပြီးတော့မှစူးစမ်းပြီးတော့မှနော်နောင်တရစီရမရှိတော့တဲ့ အချိန်ထိကန်းကြီးခံပြီးလောက်တော့မှနော်ကျွန်မဖက်တာကျွန်မဆုံးဖြတ်ပြီးနားတာအဲ့တော့ဘာကြောင့်နားရလဲလို့မေးလို့ရှိရင်နော်ဘာကြောင့်နားရလဲလို့မေးလို့ရှိရင်ရန်သူကြောင့်နားတာမဟုတ်ဘူးရန်သူကြောင့်ရှက်လိုက်တာမဟုတ်ဘူးဘသူကြောင့်ဘဝကြောင့်ဘသူ့မှာလက်ညှိုးထိုးစရာမရှိဘူးတခုတော့ရှိတယ်အဲ့ဒါပါလဲဆိုတော့ကိုဘက်ကပါတော်လန်ကြီးဘက်ကပါတော်လန်ကြီးကိုအရင်အောင်မြင်စီခြင်းပါလေလို့ဗဇက်ကအတန်ခေါင်းဟစ်ပြီးတော့နော်ကိုရဲ့မနာလိုမစ္စရိယစိတ်ကိုတော့မထိန်သိမ့်နိုင်ကြတဲ့နော်ကောင်းစားလေးချောင်း ဒါပါပဲဘာမှမဟုတ်ပါကျွန်မနားလို့ရှိရယ်ဆက်လုပ်နိုင်တဲ့သူတွေအများကြီးပါဆက်လုပ်လိုက်ပေါ့နော်ဆက်လုပ်ကြပေါ့အဲ့တော့ဒေါ်လာရေးမှာထပ်ပြီးတော့အဲ့လိုမျိုးစိတ်ဓာတ်တွေမပြင်နိုင်တဲ့တွေနော်အဲ့လိုစိတ်ဓာတ်တွေကိုရှေ့ဆက်ပြီးမွေးမြူနေချာတဲ့တွေတော့နော်ဒေါ်လာရေးမှာငွေရှာနေတဲ့တစ်ယောက်ပြီးတစ်ယောက်ကိုတည်ပြီးတိုက်ခိုက်လာမှာနော်အခုကျွန်မပြီးသွားပြီကျွန်မကဒီကိစ္စရက်တွေနားပါပြီးစိတ်ပြတ်သားစွာနဲ့တခါလေးလှုပ်လိုက်ပြီနော်အဲ့လိုဆိုလို့ရှိရင်ကျွန်မဒီဒေါ်လာရေးအတွက်ငွေရှာမပေးတော့ဘူးဆိုလို့ရှိရင် တော်လေးတော်ငွေရှာပေးနေတဲ့နောက်ထပ်တယောက်စီကိုအဲ့ target တွေအကုန်လုံးရောက်သွားလိမ့်မယ်။ဘီနင်ဟောတာမဟုတ်ဘူးစောင့်ကြည့်။နော်အဲ့လိုအရာတွေကိုကျမကိုယ်တိုင်ဖြတ်တန်းခဲ့ရတာမလို့ခံစားခဲ့ရတာမလို့နော်အဲ့ဒီမှာလည်းထပ်ပြီးတော့အဲ့လိုသွေးခွဲတဲ့ဇကားတွေကိုထပ်ပြီးတော့ခုနကပြောတဲ့စောက်ပိုးတွေကတော်လန်ကြီးတွေကစောက်ပိုးတွေကအဲ့လိုထပ်ပြီးယုံကြအောင်မယ်အဲ့လိုသွေးခွဲဖို့လွယ်ကြအောင်မယ်နော်အဲ့တော့အပြင်မှာစောက်ခွက်ကြီးထွက်ပြီးတော့လုတ်ကင်နေရတဲ့သူတွေကနော်ရှင်းပြလို့ရတာရှိတယ်ရှင်းပြလို့မရတာရှိတယ် အဲ့ဒီအရာတွေလေး risk ယူပြီးတော့ဖြည့်ရှင်းပြကြရအောင်မယ်နော်အဲ့လိုဖြည့်ရှင်းပြတဲ့အခါကျလို့ရှိရင်အဲ့လိုဖြည့်ရှင်းရတဲ့အပေါ်မှာထပ်ပြီးတော့ဟိုကောင်တွေကထပ်ဒုက္ခပေးကြအောင်မယ်ရှင်တို့တွေကအဲ့ဘက်ကဒေါ်လန်ကြီးရဲ့ဖြတ်မြင်းနေနဲ့တစ်ဖက်ထဲရက်နေကြတဲ့သူတွေနော်အတန်တာမတူတာနော်ရုပ်တာမတူကြတာနော်ပါဇက်ကပြောတော့တစ်ဖက်ကဘောမှတစ်ဖက်ကတပ်ပါတီနော်တစ်ဖက်ကတော်လန်ကြီးဓမာဘာလို့ပါဇက်ကပြောပြီးတော့ရှင်တို့ကတစ်ဖက်ထဲမှာဝင်အလုလုနေကြတဲ့သူတွေရှင်တို့ဆိုအဲ့ကောင်တွေကိုပြောတာပါ ကျမတို့ဒီနေ့ကစပြီးတော့နော်ဒေါ်လာကြီးမှာကိုလုတ်တဲ့နော်ကိုလုတ်တဲ့ကိစ္စရက်တွေကိုလုတ်နိုင်တဲ့ကိစ္စရက်တွေကိုကောင်းကောင်းမွန်မွန်လုပ်မယ်နော်ကိုအကောင်းဆုံးလုပ်နိုင်တဲ့အရာကိုလုပ်မယ်ကိုကိုကိုလည်းခရူးဆိုင်မယ်ကိုခရူးဆိုင်လို့နိုင်တဲ့လူတွေကိုလည်းခရူးဆိုင်မယ်နော်ကိုပတ်စံနဲ့ကိုရှာပြီးတော့ကိုဘာသာကိုထောက်ပို့မယ်နော်ကိုတက်နိုင်တဲ့လောက်ကိုလုပ်မယ်ကိုတက်နိုင်တဲ့လောက်ကိုရှာမယ်ကိုတက်နိုင်တဲ့လောက်ကိုထောက်ပို့မယ်နော်အဲ့ဒီဟာကိုမှလာပြောရင်လီးပဲလူစဲဖို့ရှိတယ်နော်အဲ့တော့ခေါင်းမော်ပြီးတော့လीကျမဘုရားတစ်ချက်လုံးမှာဝင်နေပတ်သက်ပြီးတော့အပြောမခံခဲ့ဘူးနော် ဘယ်တော့မှလည်းအစော်ကမခံခဲ့ဘူးအဲ့ဒါကိုကျွန်မ9နှစ်နီးပါးတီးခံခဲ့တယ်9နှစ်နီးပါးနော်9နှစ်နီးပါးနေ့စဉ်ရက်ဆက်နေ့စဉ်ရက်ဆက်နေ့တိုင်းနော်နေ့တိုင်းတီးခံခဲ့ရတာနော်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်အခုချိန်မှာနောက်ထပ်မရဘူးဆိုတော့အဲ့ဒါကိုပြောတာကျွန်မလုပ်ခဲ့တဲ့အချိန်တုန်းကလေအကောင်းဆုံးလုပ်ဆောင်ခဲ့တယ်နော်မြန်မာပြည်မှာ individual fundraiser တွေထဲမှာနော်ကျမအများဆုံးပါလို့မပြောပေမဲ့ကျမရှာနိုင်တဲ့ပမာဏရှာဖွေပေးခဲ့တဲ့ပမာဏအကြီးကြီးမားမားတစ်ခုနော် milestone ပေါင်းများစွာရှိခဲ့တယ် အဲ့အတွက်နားတဲ့အချိန်မှာလေအဲ့လိုပုံစံမျိုးနဲ့နားတယ်နော်ငွေနဲ့ပတ်သက်ပြီးတခါမှအစောစားမခံခဲ့ရအောင်အဲ့ဟာကို9နှစ်လောက်တင်းကြီးခံပြီးတော့နော်9နှစ်လောက်တင်းကြီးခံပြီးညီခဲ့တယ်အခုဒီမခံတော့ဒီမခံတော့ရတဲ့အတွက်တိခန့်စရာမလိုတော့အောင်နံပါတ်1အချက်နေတယ်နော်နံပါတ်1နံပါတ်1အချက်တိခန့်တိခန့်စရာမလိုတော့တဲ့လမ်းကိုရွေးလိုက်တယ်နံပါတ်2အချက်တိမခံတော့တိမခံတဲ့နောက်ပိုင်းမှာဆက်ပြီးလာတော့မယ်နော်ကျမအလှည့်ကိုရောက်ပြီလीနော်ကျမအလှည့်ရောက်ဖို့လိုတာပေါ့ ျမအဲ့လိုတင်းကြီးထန်ခဲ့တဲ့အရာတွေအဲ့လိုရောက်ဖို့လိုလို့တယ်ရောက်အောင်လည်းလုပ်ပါနော်ဘသူဘသူဘက်ကမှတခုခုဖြစ်လာလူဆိုတာခုပါတော့ကိုတယောက်သေးရင်ဆိုင်ဖြစ်ရှင်ရတာနော်တယောက်သေးရင်ဆိုင်ဖြစ်ရှင်ရတာဘသူကမှချစ်လို့ပါဆိုပြီးတော့ရှေ့ရောက်ဝင်ကာလို့မရအောင်ကိုတယောက်သေးရင်ဆိုင်ရတာအဲ့လိုပဲကျမတယောက်သေးရင်ဆိုင်ခဲ့တဲ့နေ့ပြီးတော့ပါပြီနော်အခုကစပြီးကျမအလှည့်လာပြီကဲဈေးလောက်လိုက်အောင်မရှင်နော်ဒီစကားကြီးပြောနေလို့လာနာထောင်နေအကူမကြီး sorry ပါကျမဈေးရောက်တော့မှမလို့ပါ လုတ်လုတ်လိုက်အောင်နော်အခုကိုပါတာကိုရောင်းရောင်းစရာရှိတာရောင်းမယ်နော်တော်လည်းကြီးမှာကိုပါဝင်လို့ရတဲ့နေရာလေးပါဝင်မယ်လုတ်စရာရှိတာလုတ်မယ်ကိုပစံနဲ့ကိုပို့မယ်နော်ကိုပစံနဲ့ကိုပို့မယ်အဲ့ဒါအောင်မှလာပြောချင်လို့ရှင်လာပြောတဲ့ကောင်လေးကိုစောက်ခွက်ကြီးရိုက်မယ်နော်အမေရိကဆိုရင်တရားစွဲမယ်တခြားနိုင်ငံကအောင်စုတခြားနိုင်ငံကအောင်ပုံစံတုံ့ပြန်မယ်နော်ဘာလို့မှလဲဘာလို့တင်းကြီးခံနေရမှာလဲဘာဆောက်ကျေးဇူးရှိလို့တင်းကြီးခံရမှာလဲ နော်ကျမကဒီတော်လေးကြီးကခေါင်းငုံပြီးထွက်သွားမယ်ကောင်းမှမဟုတ်ဘူးနော်ခေါင်းမော့ပြီးရက်ပစ်တာနော်ခေါင်းမော့ပြီးရက်ပစ်ပြီးတော့အဲ့လိုခေါင်းမော့ပြီးလုပ်မှာနော်အဲ့ကောင်လေးမှန်သမျှအဲ့လိုတန်းစီပြီးလုပ်နိုင်ဖို့အတွက်ကိုโอเคကျမဇီရောက်မှာတော့မင်းနော်ဟိုဟာတွေပါဘယ်လိုခေါ်မလဲဒီရဲ့ကြီးစကားတွေပြောတာနားထောင်ဟိုဟာပေါ့နော်ဝင်နားထောင်နေကိုမာတွေအားနာပါတယ်ဇီရောက်တော့မှာမလို့ပါ ယ်မတို့ရေဒီဂုံကွင်းလေးနော်သူစာကွင်းလေးနှစ်ကွင်းရှိပါတယ်ဒီသူစာကွင်းလေးနှစ်ကွင်းရှိပါတယ်ဒါလေးရလीဇီနုံဘလောက်လीဆိုတော့ဗရမ ्या ဖြစ်ဖြစ်နီလာဖြစ်ဖြစ်ပါနော်ဒီနှစ်ခုစလုံးကဇီအတူတူပါပဲအရန်တန်တဲ့ဇီနုံလေးပါနော်ဒီမှာဗရမ ्या နီလာအကိတ်ကြီးနော်အကိတ်လက်ဆွတ်ကြီးတွေပါဒါဝဇီနုံက1350ပါဒေါ်လာ1350ပါ ဒါလီယာဒေါ်လာ1350ပါအားကြောင့်မလို့ပါကျွန်မကိုပါတာကိုကိုစီးပွားရှာပါမယ်ကိုလို့ကိုတည်တည်စစ်စစ်ဖိဖိစစ်စစ်လုပ်ပါမယ်ကျိုးကျိုးဆဆလုပ်ပါမယ်เนาะကျွန်မနိုင်တဲ့လောက်ဒေါ်လာရေးကို ကျမနိုင်တဲ့စိတ်ခံစားချက်ကိုခံယူချက်ကိုနည်းကူပါမယ်နော်ကို့မွေနဲ့ကိုကူတာဖြစ်တဲ့အတွက်နော်ဘဲကောက်မှစပြရှင်းပြနေစရာမလိုမလိုတလူနော်ဘဲကောက်ဆွဆွဲတာမှလည်းခံစရာမလိုတော့ဘူးကို့မွေနဲ့ကိုလှူတာမှလာပြီးရီတရတာလာလို့လာလို့တဲ့ကောင်းမှန်သမျှအိမ်နိုင်ရာရောက်ပလိုက်ရိုက်ပါမယ်နော်အဲ့တော့ပားရိုက်တာပားရိုက်မှုပေါ့နော်အမေရိကန်မှာလည်းပားရိုက်မှုကပားရိုက်မှုပဲလေနော်ဘာမှမဖြစ်ပါဘူးအဲ့တော့ခုနောက်ပိုင်းပါဇက်ကပြောဖို့အစီအစဉ်မရှိတော့ဘူးနော်လုတ်ဆရာရှိတာကိုလုတ်တော့မှာ အဲ့တော့အားချောင်းနေရဲ့ကောင်းကြီးအားချောင်းရအခုဆောင်းရမယ်ဆိုတာသိအောင်နော်စီးွားပါကုန်းကောက်စီရမကြအောင်လုပ်ပေးမလို့ဒီကနေ့တော့ကိုရီးယားပါဇက်ကတော့ကျန်းနေစိတ်ထားလေးကတော့ဖြူရှားတယ်နော်စိတ်ထားလေးကတော့စည်ရင်းလေးကတော့ကောင်းနေပေါ့နော်ကို့ပုံမှာကို့ပုံမှာအဲ့လိုရုံမာကြတဲ့ကောင်းတွေကိုတော့မလုပ်ရက်ဘူးတခါလေးကြာတချို့ဟာတွေက လုံလိုက်လို့ရှိရင်အဲ့လိုယုံယုံမာရတာကိုမကြိုက်ဘူး။ကျမယုံကြည်ထားတာတခုပဲလူတစ်ယောက်နဲ့တစ်ယောက်မှာဒုက္ခပြီးရှင်ယုံမာဖို့ယုံမာစိတ်ကလေးမွေးလိုက်ဖို့ပဲလိုတာတဲ့ပါ။အရန်လို့ရတယ်။သူတို့ပြင်ကျမတော်တော်အရန်လို့ရတယ်။ဒါမဲ့လေတော်လိုင်းရင်ကာလ9နှစ်မှာကျမတကယ်ကိုတစ္ဆာဆိုရည်ဒီတော်လိုင်းကိုအတုံးချပြီးတော့ကျမရဲ့ပုံကူကြီးမကျေနပ်ချက်ခံစားချက်နော်ကျမရဲ့ပုံကူကြီးမကျေနပ်မှုအညှိုးတရားတွေကိုတော်လိုင်းကိုအတုံးချပြီးဘယ်တော့မှမဖြေရှင်းခဲ့ဘူး။နော်အဲ့ဒီတော့အခုချိန်အားစပြီးတော့ယုံမာတဲ့နေသူယုံမာအောင်ပါ နော်ပဲရတိုင်အောင်ပဲပြန်ပြီးတော့မယ်ကိုယ့်ပုံမှာယုံမာလားကိုယ့်ပုံမှာယုံမာလို့ရှင်ရင်ယုံမာတဲ့အတိုင်းကိုပြန်လုပ်ပြီးမယ်ထောက်ဖို့မလုပ်တာကိုရှုံးပြီးတယ်လို့ဖြစ်နေပြီးဆိုတော့အဲ့ဆိုရှင်လုပ်ပါလားဟင်ရှင်လုပ်ပါလားဘာဖြစ်ကျွန်တော်လုပ်ခိုင်းနေရှင်လဲလူပဲမလားဟင်ပကုံးနှစ်ဖက်ကြကျွန်တော်လူပဲပကုံးနှစ်ဖက်ကြခေါင်းပေါက်ပြီးတော့နော်တမင်းစားပြီးကြီးလာတဲ့လူပဲမလားအဲ့ဆိုကိုယ့်ဘာသာကိုလုပ်ပါလားဘာဖြစ်သူများကိုလာခိုင်းနေရသူများဘာလို့လာခိုင်းနေကိုပါတော့ကိုလို့ကြပါလားဘာလို့သူရဲကောင်းမြှော်နေကြတာလဲ နော်။ဘာနဲ့တူနေလဲဆိုတော့လေ။ဟိုလေ။ငငယ်တော့တူပီကာတုံးနဲ့ဖတ်ဖူးတယ်မလား။တူပီကာတုံးနဲ့ဖတ်ဖတ်ဖူးတယ်မလား။ကျမတို့နေပြောတဲ့စကားတွေလည်းတော့ကြည့်ရင်ကြမ်းမယ်နော်။လူလေးတိလားခန်းစားချက်ရှိတယ်။ကျွန်တော်ကျမတို့အိုကြီးပဲရှေ့ထွက်ပြီးတော့နော်ငွေရှာခိုင်းသူများစော်ကားခိုင်းနော်။အဲ့လိုပတ်စံမချပေးနိုင်တော့ဘူးဆိုတဲ့ချင်းပြီးမခံနိုင်ဘူးဆိုတော့လေနေကကြောက်လို့လားဆိုတော့ရှင်းထွက်ရှာပါလားဟင်ရှင်းထွက်ရှာပါလားရှင်းအဲ့လိုအတိုက်ခိုက်ခံပါလားဟင်ရှင်းတို့ကြဘာလို့တတ်တည်မရှိရလဲဟင်ဘာဖြစ်လို့ပဲကျမတို့ထောက်ရမှာလဲ ကျမကဘာလို့အဲ့လိုတာဝန်ရှိတာလဲ။ဟင်။အဲ့တော့ကျမအဲ့လိုတကယ်လည်းလုပ်ခဲ့တယ်။အဲ့လိုလည်းတကယ်လုပ်ခဲ့တယ်။တကယ်လည်းရှာပြီးခဲ့တယ်။နော်။ရှာပြီးခဲ့တယ်ဆိုတာပြည်သူ့မွေကိုစူးစီးပေးနိုင်ခဲ့တယ်။ဒါမှကျမရဲ့လှုပ်အားပါတယ်။နော်။ကျမရဲ့လှုပ်အားပါတယ်။ကျမရဲ့ဉာဏ်ပညာကျမရဲ့ဉာဏ်သုံးရတာ၄နော်။ကျမပင်ပန်းခဲ့တာ၄ကျမရဲ့အများကြီးရှိတယ်ပေါ့နော်။အဲ့တော့မေးချင်တဲ့သူကဘာလို့ရှာကျမကိုခိုင်းနေရလဲ။ရှင်မလုပ်တတ်ဘူးလား။ရှင်မအဲ့လိုလိုရမယ့်တာဝန်မရှိဘူးလား။ဒီတော်လန်ကြီးကကျမတို့ရဲ့တော်လန်ကြီးမှမဟုတ်တာ။နော်ကျမတို့တီးတန့်ပိုင်းတော်လည်းရေးမှမဟုတ်တာရှင်တို့လည်းပိုင်တာပဲ ဟာရှင်မလို့ပါလားဘာလို့ကျမကိုပဲဘာလို့လာခိုင်းနေရလဲဟင်ကျမအဲ့လိုလုပ်ခဲ့တာပဲနော်အများကြီးစူးစမ်းခဲ့တာပဲဟင်ဘာလို့ရှင်တို့ကဘာမလို့ကြာဟင်မလုံနိုင်လို့လားမစွမ်းလို့လားမလုံနိုင်လို့မစွမ်းလို့ရှင်ကျန်တဲ့ရှေ့ရလို့တွားနေတဲ့လိုက်ဒီနောက်ကလေအဲ့လိုလိုက်လားအဲ့လိုလိုက်ကြလို့လား ဲ့ပြောတဲ့ကောင်ပဲမေးတဲ့သဘောပါရှင်တို့ဆိုအဲ့ပြောတဲ့ကောင်ကနှစ်ကပြောတဲ့ကောင်မေးတာဘာဖြစ်လို့ဘာဖြစ်လို့နေတော့ကနေ့မှာစောက်ရည်ချင်းမရှိလို့လားထဲ့ပဲမေးတော့မယ်ဘာဖြစ်လို့ငါ့ကိုပဲငါ့ကိုပဲရှာခိုင်းနေရလဲနေ့မှာစောက်ရည်ချင်းမရှိလို့လားလုံးလုံးတော့မယ်လုံးလုံးတော့မယ်နော်အဲ့ကိစ္စတွေမပြောတော့နဲ့နားမထောင်ချင်